ဒီဇင်ဘာ19ရက်နေ့ကဆွစ်ဇာလန်နိုင်ငံမြို့တော်ဇူရစ်မှာအမျိုးသားတအူးဟာအစ္စလမ်ဝတ်ပြုဆောင်အတွင်ပြေးဝင်လာပြီးတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်၃ဦးဒဏ်ရာရသွားတယ်လို့သိရပါဗျ။အခင်းဖြစ်ပွားတဲ့နေရာနဲ့ဂိုက်တရာလောက်အတွင်အလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ AFP ဓာတ်ပုံဆရာကပြောပေမယ့်အဲ့ဒီအလောင်းဟာမြို့လယ်ရထားဘူတာယုံဤအစ္စလမ်ဝတ်ပြုဆောင် အတွင်ဖြစ်ပျက်ခဲ့တဲ့ပြစ်ခတ်မှုနဲ့ဆက်ဆက်မှုရှိနေလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့သိရပါဗျ။အဲ့ဒီနေ့ညနေ9:00ခွဲအချိန်မှာအမည်မသိလူတယောက်ဟာအစ္စလမ်ဝတ်ပြုဆောင်ကို ိုဝင်လာပြီးဝတ်ပြုစုတောင်းနေသူတွေကိုအချက်ပေါင်းများစွာပစ်ခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်ပစ်ခတ်မှုဖြစ်ပွားချိန်မှာဝတ်ပြုသူတရာစင်ခန့်ရှိနေရလို့ ATS သတင်းဌာနကဆိုပါတယ် ဒဏ်ရာရရှိသူ၃ဦးနဲ့တချို့ဟာဒဏ်ရာပြင်းထန်တယ်လို့သိရပြီးတနက်နေ့ပြစ်သွားသူဟာဝတ်ပြုဆောင်ကနေဘူရာယုံဘက်ကိုပြေးသွားတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်တနက်သမားဟာအသက်30ခန်းရှိပြီးအမဲရောင်ဦးအစားနဲ့အမဲရောင်သုံးမွေးအုပ်ထုပ်ကိုစောင်းထားတယ်လို့မျက်မြင်တွေ့သူတွေက ပြောပါရယ်ဝတ်ပြုသူတွေဟာမြောက်အမေရိကဆိုမာလီယာနဲ့အရီထရီးယားတို့ကဖြစ်တယ်လို့သိရပါရယ်လူရေရှစ်တန်းခန့်သာရှိတဲ့ဆူဒန်နိုင်ငံမှာမွတ်စလင်ဘာသာဝင်၄သိန်း၅၀၀၀ခန့်ရှိရလို့ဆိုပါရယ်